မကောင်းမကြမ်းမာလို့ရှိရင်တတိလေးထားပြီးနေရပါမယ်။ကောင်းမှုကုသိုလ်တရားတွေနဲ့နေရပါမယ်။အဲဒီတော့လူတယောက်မှာနေမကောင်းတဲ့အခါမှာငါမှာ အနာယောဂါဖြစ်လာပြီမေမေယောယောပော့ပော့တန်တန်နေလို့မတော်ဘူးလို့တတိထားရပါမယ်အနာယောဂါကငါ့ကိုတတိပေးလိုက်တာပဲငါတို့ခန္ဓာကိုယ်ကြီးဟာခါဝရတည်မြဲခြင်းဆိုတာမရှိပါဘူးလေ ဒီနေ့နဲ့မနှက်ပြန်တော့မသေးကြတာပါလားလို့တတိပိတာပဲအဲ့ဒီလိုစင်ကြင်ရမယ်နော်အဲ့တော့တေခြင်းတရားမရောက်လာခင်မှာငါတို့တည်မြဲနေတဲ့ခဏတာလေးမှာရှင်သန်နေတဲ့ခဏတာလေးမှာကုသိုလ်တရားနဲ့နေဖို့ဒီအနာယောဂဟာ တတိပေးလိုက်တာပဲလို့ကိုကိုကိုစင်ကျင်သုံးသပ်ရမယ်နော်ဟုတ်လားဒီတော့ဘယ်သူ့ကိုမှအပူမရှာဒုက္ခမပေးပဲကိုတရားနဲ့ကိုနေနိုင်အောင်ကြိုးစားရမယ်ဖြစ်ပေါ်လာတဲ့ယုတ်တရားတို့ရဲ့ဖောက်ပြန်မှု နန်တရားတို့ရဲ့ပြောင်းလဲမှုတွေကို ရှုမှတ်နေရင်အကောင်းဆုံးပါပဲเนาะဒါကြောင့်တုံလှောက်လျှောက်ရှားနေမဲ့အစာပူပန်ဆိုးရိမ်နေမဲ့အစာပူပန်မှုတွေငြိမ်းအေးအောင် ကုသိုလ်တရားနဲ့နေလိုက်တာအကောင်းဆုံးပဲနော်ဘယ်ရမှမတည်မြဲဘူးထာဝရဆိုတာမရှိဘူးဒီနေ့နဲ့မနှက်ပြန်တော့မတည်ကြဘူးဒီနေ့ဆိုတာအကောင်းဆုံးပဲဟုတ်လားရှင်တန်ရတော့ဟာရှင်တန်ရတော့အချိန်လေးသာအကောင်းဆုံးအချိန်ပဲလို့ အဲ့ဒီလိုလေစင်ကျင်ရမယ်အဲ့ဒီတော့ငါနေမကောင်းတာဟာငါ့ကိုတတိပေးတာပဲလူဘဝဆိုတာမသေးကြဘူးတည်မြဲခြင်းမရှိဘူးလို့အဲ့ဒီလိုတတိပေးလိုက်တာပဲเนาะအဲ့တော့နေမကောင်းနေမကောင်းတဲ့အခါမှာ ဲ့ဒီနေမကောင်းတာကြီးကိုတုံလှောက်ရှောက်ရှားနေမဲ့အစားပူပန်ဆိုးရိမ်နေမဲ့အစားစိတ်ဆင်းရဲနေမဲ့အစားပူပန်မှုတွေငြိမ်းအေးအောင်နော်ဆိုးရိမ်မှုတွေငြိမ်းအေးအောင်တုံလှောက်ရှောက်ရှားမှုတွေငြိမ်းအေးအောင်ဘယ်လိုနီးလန်းကိုရှာရမလဲ ဒါကိုစင်ကျင်ရမယ်စဉ်းစားရမယ်เนาะမမြဲခြင်းတရားကိုနေမကောင်းခြင်းမကြမ်းမာခြင်းကငါ့ကိုတတိပေးနေတာအဲ့တော့ငါဘဝဟာဒီနေ့နဲ့မနှက်ပြန်အောင်မသေးကြဘူးမသေးကြတဲ့ဒီလူဘဝကြီးမှာငါတုံလုံးလျှောက်ရှားနေလို့မဖြစ်ဘူး ပူပန်ဆိုးရင်ကြီးလို့မဖြစ်ဘူးအဲ့ဒီတော့ပူပန်မှုတွေငြိမ်းအေးအောင်တုံလောက်ခြောက်ချားမှုတွေငြိမ်းအေးအောင်ကောင်းမှုကုသိုလ်တရားတွေကိုသာပြုလုပ်ပြီးတော့နေရင်ငါအဲ့အတွက်အကျိုးရှိနိုင်ပါလားလို့အဲ့ဒီလိုလေစင်ခြင်းသုံးသပ်ရမယ်ဟုတ်တယ်မဟုတ်လားဒါကြောင့် ကောင်းမှုကုသိုလ်တရားတွေကိုမမေ့ကြပါနဲ့တနေ့ကြရင်ဘသူမှမမြဲဘူးလူသူလည်းတည်ကြမှာလူကောင်းလည်းတည်ကြမှာပဲဟုတ်လားတည်တာတော့အာလုံးအာလုံးတည်ကြရမှာပဲယခုတရားဓမ္မတို့ရဲ့အရှိမှာ တရားဟောနေတဲ့ဘုံဘုံမျိုးဆက်တဲ့အရှင်ကုမာရတောင်းကိုလည်းတနေကြရေတေကြရမှာပဲအဲမတေးခင်မှာဘာဖြစ်မှာလဲအနာရောဂါအရင်လာလိမ့်မယ်နော်အဲ့ဒီလိုအနာရောဂါတစ်ခါလာပြီဆိုရင်ဘာလုပ်ရမှာလဲစင်ကျင်သုံးသက်ရမယ်ဩဥပ္ပဝါဆိုတာသာဝရဆိုတာမရှိဘူး တည်မြဲမှုဆိုတာမရှိဘူးအဲ့တော့နေမကောင်းတာဟာအနာယောဂါဟာငါ့ကိုတတိပေးတာပဲအဲ့ဒီတော့ဒီအနာယောဂါတွေဒီနေမကောင်းခြင်းကိုငါတုံလောက်ခြောက်ချားနေလို့မဖြစ်ဘူးစိုးရိမ်ပူပန်နေလို့မဖြစ်ဘူးအဲ့ဒီတော့အဲ့ဒီတုံလောက်ခြောက်ချားမှုတွေစိုးရိမ်ပူပန်မှုတွေကင်းအောင် ငါကောင်းမှုကုသိုလ်တရားနဲ့နေမှဖြစ်မယ်ဒီကောင်းမှုကုသိုလ်တရားဒီသာငါအတွက်အာကိုအားထားရာအစစ်ဖြစ်တယ်ဆိုတာကိုစင်ကျင် သုံးသပ်ရမယ်နော်အဲ့ဒီလိုစင်ကျင်သုံးသပ်မှသာလေဒီကောင်းမှုကုသိုလ်တရားဟာကိုယ့်အတွက်အားလုံးအတွက်ကောင်းကျိုးချမ်းသာတွေ ရရှိစေမှာဖြစ်ပါတယ်။ဒါကြောင့်နေမကောင်းတဲ့အခါမှာအနာရောဂါဖြစ်တဲ့အခါမှာအဲ့ဒီနေမကောင်းခြင်းအနာရောဂါပေါ်မှာဆိုရင်ပူပန်မှုတွေတုံလုံးခြောက်ခြားမှုတွေဖြစ်နေရင်တော့ပူပြီးတော့နာကျင်ရမယ်ပူပြီးတော့ပူလောင်ရမယ်ပူပြီးတော့ခံစားရမယ်အဲ့ဒီအနာရောဂါကိုဩ ငါဘယ်လိုကုရမလဲဘယ်လိုစင်ကျင်ရမလဲဘယ်လိုနေထိုင်ရမလဲအဲ့ဒါကိုသိအောင်နားလည်အောင်စဉ်းစားပြီးတော့နီလန်းကိုရှာပြီးတော့ကုသပြီးတော့ဩစိုးရင်ပူပန်မှုကင်းတဲ့တုံလုံးခြောက်ခြားမှုကင်းတဲ့ငါကုသူတရားကိုမေ့လို့မရဘူးလေအဲ့တော့လူဘဝဆိုတာဘယ်သူမှ မသေးကြဘူးဒီနေ့နဲ့မနဲ့ပြန်တော့မသေးကြဘူးဘသူမှသာဝရမရှိဘူးဘသူမှမတည်မြဲပါဘူးလေဒါကြောင့်ကိုယ်နောက်ကိုပါမဲ့ကိုအားကိုအားထားရအစ်ဖြစ်တဲ့ကောင်းကျိုးချမ်းသာကိုခံစားရမယ်ကောင်းမှုကုသိုလ်တရားဖြစ်တဲ့ဒါနာသီလဘာဝနာကောင်းမှုကုသိုလ်တရားတွေကိုငါနေ့စဉ်ပြုလုပ်မှဖြစ်မယ်လို့အဲ့ဒီလိုလေနေလိုက်တာ အကောင်းဆုံးပါပဲဘယ်သူမှမမြဲတာကိုဘယ်သူမှ မတည်မြဲတာကို အားလုံးနားလည်ရမယ်နော်ဒါလေးကိုတည်တည်ချာချာမှတ်ထားအားလုံးကဘယ်သူမှဘယ်သူမှဘယ်သူမှ မတည်မြဲဘူးဟုတ်လားဒီနေ့နဲ့မနှက်ပြန်အောင်မတည်ကြဘူးဒါဒါကြောင့် ဒီနေ့အသက်ရှင်တော့မှာကောင်းမှုကုသိုလ်တရားတွေကို ပြုလုပ်ပြီးတော့နေပါလို့ဟောကြားပေးခဲ့ပါတယ်။